因为我不需要依靠斗帝血脉就能走到今天。的今天拍卖到小狼果然无双，比较印度的一个银山开开发的，他后面两米的身下个文人领导个，但是你也过年呢，这就一身我 PC 用的嘛级别呢，小银个吧，先拍卖这边了，毛卖给他吧。 အင်အားချင်းကလည်းမမျှပဲနဲ့လူနည်းစုနဲ့လူများစုတိုက်ခိုက်ရတဲ့အခြေအနေမှာရောက်လောင်တယောက်ဝင်းကျင်လေးဟာနဲ့ကိုအတင်းဖွင့်ပြီးတော့အင်အားကြီးတဲ့ရန်သူကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့တယောက်ထင်းနဲ့ကတော့မဖြစ်နိုင်ဘူးလေမေဟမဟာမိတ်ရဲ့ရက်ဆက်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်ရင်းနဲ့ကြေကျေဆိုင်ရင်းကလည်းတဖြည်းဖြည်းနဲ့အပြက်စီးတွေများလာခဲ့ပါတယ်ဒါရင်ပဲကမလဲတပည့်တွေကလည်းတော်တော်လေးကိုတေးကြတဲ့ရန်ရခဲ့ကြတယ်လေဒီလိုရေးကြီးတဲ့ခိုက်တက်မှာပဲရှောင်းရံတယောက်တိုင်းသူတော်စင်အစင်ကိုတက်လှမ်းပြီးတော့အချိန်မီပေါ်လာပါတယ်ဒါကြောင့်မေခဏလေးအတွင်းမှာပဲတိုက်ပွဲရဲ့အခြေအနေကိုပြောင်းပြန်လှန်ပစ်လိုက်နိုင်ပါတယ် အရင်နဲ့မတူပဲနဲ့ပြောင်းလဲသွားတဲ့ရှောင်းရံတယောက်ကျေတာယာနေမြေရရှုကင်းကမစိုးတာကြောင့်ဒီနေရာမှာမြုံနှံခံလိုက်ရရင်မင်းတို့တို့ကကောင်းတဲ့နောက်ဆုံးခရီးပဲဆိုပြီးတော့ဩဇာပြေးနေပြောလိုက်ပါတယ်။ဒါကိုကြတော့ကုယိုးကဒီကောင်လေးကလွန်ခဲ့တဲ့နှစ်နှစ်ကမှပြောင်းလဲခြင်းကိုယ်တွေတိုင်းဝိဇာအထွတ်ထိပ်ဆင့်ပဲရှိသေးတာ။အခုကြတော့တိုင်းသူတော်စင်အဆင့်ကိုရောက်သွားပြီလားဆိုပြီးတော့နောင်တာတွေရနေပြီလေ။အခုဆိုရင်ရှောင်းရံရောက်နေတာကကျဲတပွင့်တိုင်းသူတော်စင်အဆင့်မှာဒါကြောင့်အချက်မရှိဘဲနဲ့ရှောင်းရံကိုအမြန်ရှင်းပြရမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ရပါတယ်ပြီးတာနဲ့နှစ်ယောက်ပေါင်းပြီးတော့စပြီးတော့တိုက်ခိုက်ကြပြီလေ နှစ်ယောက်ပေါင်းပြီးတော့ထုတ်သုံးလိုက်တာကတော့ဝင်းညင်တတောင်ကောင်းခင်အချုပ်နောက်မှာပေးလိုက်တော့ဆိုပြီးတော့တန်ကျိုးတွေကစထွက်လာပြီးတော့တိုက်လိုက်တဲ့အချိန်မှာမမကတော့စိတ်ပူနေပေမဲ့ရှောင်းရံတယောက်အေးအေးဆေးဆေးပဲအမူအရာမပြတ်ဖက်နဲ့တန်ကျိုးတွေကိုကာလိုက်တာကြောင့်တော်တော်လေးကိုအားဆိုင်နေရတဲ့ကုရိုးတယောက်တဆေအိုကြီးထမ်းမင်ကိုစစ်ကူခေါ်လိုက်ပါတယ်ထမ်းမင်ကလည်းမိစ္ဆာလေးတို့ထွက်ခဲ့ကြတဲ့ဆိုပြီးတော့ရေရွတ်လိုက်ပါတယ် ပြီးတာနဲ့ရင်ကိုခွဲလိုက်တော့ဝိညာဉ်ခန္ဓာကိုယ်တွေအများကြီးထွက်လာပြီးတော့ရှောင်းရံစီကိုပြေးလာကြတာကြောင့်အရင်ဆုံးတန်ကျိုးတွေကိုဖြိုခွင်းလိုက်ပြီးတော့စက်ဝိုင်းတစ်ခုကိုစူးစီးလိုက်ပြီးအตาလေးဖွင့်လိုက်ပါတယ်ဖွင့်လိုက်တာကတော့အตาရလေးပါပဲအထဲကကုယိုးတို့ကတော့နောက်ကိုဆဲကဘာလောက်လွင့်သွားပြီးတော့ဒါကဘလို့တိုက်ခိုက်ရေမျိုးလဲဟာဆိုပြီးတော့ရေကျိုးလိုက်ပါတယ်ထမ်းမင်ရဲ့ခြေဒီလက်တွေကတော့အနေဆာတဘောနဲ့ကိစ္စရှော့ကုန်ပါပြီ။ရှောင်းရံကတော့ဒီတိုက်ခိုက်မှုကိုဒေါသနဲ့ဖျားပြန်လဲဝင်စားမှုလို့ခေါ်ရဲဆိုပြီးတော့ပြန်ပြောပြလိုက်ပါတယ်။ကောင်းကင်မီတော့ကိုတုံးပြီးတော့ဒိုတိုင်းမြညာအစ်တစ်ခုကိုဖန်တီးထားတာပါ။ ထမ်းမင်ကတော့သူ့ကိုကူဖို့ကူရိုးတို့ကိုလှည့်ပြီးတော့အကူအညီတောင်းလိုက်ပေမဲ့မင်းစိတ်ချဝိညာဉ်နန်းတော်ကတေချာပေါက်လက်စားချေပေးမှာပါဆိုပြီးတော့လှည့်ပြေးပါလေထမ်းမင်တယောက်တေနာကောင်တို့ချိန်ဆပြီးတဲ့နောက်မှာရှောင်းရံဘက်ကိုလှည့်ပြီးတော့လှုပ်ပေးဖို့ပြောရင်းနဲ့အချိုးပြောင်းသွားပါလေရောက်လောင်ကိုတိုက်တုံးကအဲ့လေတာမဟုတ်ပါဘူးအခုကစပြီးတော့ထမ်းမင်ခိုင်းကရှောင်းရံစီကိုခိုးလုံမမယ်ဆိုပြီးတော့ဂရီတွေပေးပေးမယ်သူမရဲ့အရန်ချစ်တဲ့ထားမသွားဘူးဆိုတဲ့စကားလိုပါပဲယုံကြည်စရာတစ်ခွက်မှမရှိပါဘူးဒါကြောင့်ရှောင်းရံကလည်းနောက်ကျသွားတဲ့အကြောင်းကိုပြန်ပြောပြလိုက်ပါလေ ိမ်မဲ့တူတူတော့တူတူတိမ်မဲ့กว่าဆိုပြီးတော့ထမ်းမင်တယောက်သူ့ကိုသူဖောက်ခွဲပို့လုပ်လိုက်တာကြောင့်ဖုံးလောင်ကအားလုံးကိုခံစစ်စီရင်အ мян တိဆောက်ဖို့အမိန်ပေးလိုက်ပါတယ်ပြေးသွားတယ်ကုယိုးကလည်းတူတိမ်မာကိုကြောက်တာကြောင့်ဒီဆောက်ယူဆိုပြီးတော့ဆဲလိုက်ပြီးအကာအွယ်ကိုဖွင့်လိုက်ပါတယ်တကယ်ပောက်ကွဲသွားတဲ့အချိန်မှာကြဲကြွေးဆိုင်ရင်ကလူတွေအကုန်လုံးကိုရှောင်းရံကလက်တစ်ဖက်ထဲနဲ့အကာအွယ်ကိုဖွင့်ပြီးတော့ကာပေးလိုက်နိုင်မိမယ်ကုယိုးတို့ကတော့တောက်မခံနိုင်တာကြောင့်အထိနာသွားပါတယ် ါကိုကြည့်ပြီးတော့ကျဲကျွေးဆိုင်ရင်ကတပည့်တွေကလည်းခေါင်းဆောင်ငယ်ကကျဲကျွေးဆိုင်ရင်ကိုကာဝယ်ပေးခဲ့တာသူတို့အသက်ဘေးကလွတ်သွားပြီဆိုပြီးတော့ပျော်နေကြတော့မှပဲတပည့်တွေကတယောက်ကနောက်ဆုတ်ပြီးပြေးဖို့ကြံနေတာကိုရှောင်းရံတတိထားမိသွားပြီးတော့ရှေ့မှာပေါ်လာပါတယ်ပြီးရနဲ့နှစ်ဖူးချားကိုထောက်ပြီးတော့မိစ္ဆာအိုကြီးထွက်ခဲ့စမ်းဆိုပြီးတော့ခေါ်လိုက်ပါတယ်တကယ်တော့ထမ်းမင်ရဲ့ဝိညာဉ်ကတခြားကိုယ်ထဲမှာဝင်ပြီးပုံအောင်နေခဲ့တာလေအခုတော့ထမ်းမင်ရဲ့မူလဝိညာဉ်ကလည်းရှောင်းရံရဲ့ကောင်းကင်ဘီတော်အောင်မှာဘဝပြောင်းသွားပါတယ်တကယ်တော့ခုနကထမ်းမင်ကတခြားလူရဲ့ခန္ဓာကိုယ်ကိုလူယူလိုက်တာပါ ဒါကိုကြည့်ရင်လည်းတကွက်ထဲနဲ့တိုင်းသူတော်စင်တဝက်ကိုတက်လိုက်နိုင်တာတီသွားတော့ကုယိုးတို့ကလည်းလန့်ကုန်ပါပြီဝိညာဉ်တောင်မလွတ်မြောက်နိုင်တာကြောင့်အသေးတံပြေးကြပြီလေဒါပေမဲ့ရှောင်းရံရဲ့လက်ကတော့မလွတ်ပါဘူးမင်းတို့ကိုဘသူကသွားဝင်ပြုတယ်လို့ပြောလို့လဲဆိုပြီးတော့ဆက်ဝိုင်းကိုဖွင့်ချလိုက်တော့ကုယိုးတယောက်နံပါတ်3တန်ဆန်ကိုကာပါယူပြီးတော့ဟိုတကောင်ရှင်းသွားတဲ့အချိန်ထပ်ပြီးပြေးပါတယ်ရှောင်းရံကတော့အလိုမပေးပါဘူးဒီတခါမင်းအလှဲ့ပဲဆိုပြီးတော့ပြောလိုက်တော့မှကုယိုးရှိကလေဟာနဲ့ခွဲချောင်းတွေကနေတဆင်းစွန့်ရင်လက်တစ်ခုပေါ်လာတာကြောင့်သူကတော့အသက်ရှင်ပြီကွာဆိုပြီးတော့ကုယိုးတကောင်ပြောသွားပါတယ် ပြောလို့မဆုံးသေးပါဘူးလက်ကြီးကရိုက်ချလိုက်ပြီးတော့ဒီလောက်လူအများကြီးနဲ့သွားတိုက်တာတော့မှရှောင်းမျိုးနွယ်ကကလေးတယောက်ကိုရှုံးသွားခဲ့ရတာလားဆိုပြီးတော့လက်နဲ့အချုပ်ခံလိုက်ရပြီးအဆူခံလိုက်ရပါတယ်ပြီးတာနဲ့လက်ကြီးကရှောင်းရံစီကိုတဲ့တဲ့သွားပြီးတိုက်လိုက်တာကြောင့်ရှောင်းရံကလည်းပြန်တိုက်လိုက်ပါတယ်လက်ကြီးတစ်ခုလုံးရွှေရောင်ပြောင်းသွားပြီမဲ့ဘာမှတော့ဖြစ်မသွားပါဘူးဘာလို့လဲဆိုတော့ဟုန်ကလန်ကတိုင်းသူတော်စင်တယောက်ဖြစ်နေတာကြောင့်မှာပြီးတာနဲ့လေဟာနဲ့ခွဲချောင်းနဲ့တဖြည်းဖြည်းပြောင်းဝင်သွားပါတယ်ကုယိုးကလည်းအသက်ရှင်သွားတယ်ဆိုပါတော့ ူယိုတယောက်ထွက်မသွားခင်မှာရှောင်းရံလေးဟာနယ်ကိုပိတ်ဆို့ထားပေမဲ့သူတို့ဟုန်ကလန်မှာကတိုင်းသူတော်စင်တွေအများကြီးရှိတာကြောင့်သူ့ကိုတားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့လေကြီးလိုက်ပါတယ်။လေကြီးနေတဲ့ကူယိုကိုချိန်ပြီးတော့တိုက်လိုက်တဲ့အချိန်မှာတစ်ချက်ထင်းနဲ့မှောက်သွားပြီးတော့အ мян သွားတော့လေဆိုပြီးអော်နေရပါတယ်။ဒါပေမဲ့ရှောင်းရံကတော့ဒီမှာတသက်လုံးနေသွားလိုက်တော့ဆိုပြီးတော့ထပ်တိုက်ဖို့လုပ်တဲ့အချိန်မှာဟုန်ကလန်ကလူကလည်းလက်ညှိုးနဲ့ပြန်ကာရင်းနဲ့ကျဲတပွင့်တိုင်းသူတော်စင်လေးဖြစ်တော့ရောဘာဖြစ်လဲ။နောက်ဆုံးတော့သူတို့ဟုန်ကလန်ရဲ့အကျဉ်းသားဖြစ်လာရမှာပဲဆိုပြီးတော့လေကတော့တစ်စက်မှမလျှော့ပါဘူး။ ီးတာနဲ့မဟုတ်မှလွဲရောမင်းအဖေငါတို့လက်ထဲမှာရှိနေသေးတာကိုမေ့သွားပြီလားလို့မေးရင်းနဲ့ဒံရဟောင်းကိုအစဖော်လိုက်ပါတယ်။ရှောင်းရံတယောက်တိုက်လိုက်ပေမဲ့စွမ်းရံနှစ်ခုထိပြီးတော့ပောက်ကွဲမှုအသေးစားလေးဖြစ်သွားပါတယ်။ဟုန်ကလန်ကတော့မင်းအဖေကိုကဲခြင်းရင်ဝိညာဉ်နယ်မြေကိုလာခဲ့လို့ခေါ်ပြီးတော့ပျောက်သွားပြီလေ။ရှောင်းရံကလည်းအဲ့နေရာကိုသူ့မကြခင်သွားမှာပါဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။ရှောင်းရံတယောက်နောက်လှည့်ပြီးတော့အပြက်စီးလေးကိုကြည့်ရင်းနဲ့တိုက်ပွဲတုန်းကအခြေအနေကိုပြန်ပြီးတွေးမိသွားပါတယ်။ပေးရမယ်ဆိုရင်တော့မှကျဲကျွေးဆိုင်အင်ကိုအသက်ပေးပြီးတော့ကာကွယ်ခဲ့တဲ့လူတွေကိုရောပေါ့။ စိတ်မကောင်းဖြစ်ပြီးတော့အနားတိုးသွားရင်းလက်နဲ့ထိလိုက်တဲ့ချိန်မှာပဲအကုန်အမှုန်ဘဝကိုပြောင်းသွားပါတော့တယ်။ဆိုင်ရင်တစ်ခုလုံးလည်းရရမရှိတော့ပါဘူး။ရှောင်းရံကတော့ပေးလိုက်ရတဲ့အသက်တွေအတွက်မချေမနှက်ဖြစ်ရင်းနဲ့ထမ်းမင်ခိုင်းရေခဲမြစ်တောင်ကြားလေးလျက်စည်းဆိုင်ရင်ကသူ့လူတွေကိုအများကြီးတတ်ခဲ့တာကြောင့်သူတို့ကိုဒီတိုင်းမထားနိုင်ဘူးဆိုပြီးတော့ဒေါသအပြည့်နဲ့ပြောလိုက်ပါတယ်။နောက်တစ်ရက်မှတော့လေးလျက်စည်းဆိုင်ရင်ကဟန်ဖေးယိုစီကိုသွားပြီးတော့ပြဿနာရှာနေပြန်ပါတယ်။ အတူတူလိုက်ခဲ့ဖို့ခေါ်တော့ဟန်မျိုးနွယ်ကတိုက်ပွဲမှာတေးရင်တေးပါစေသူများတက်တာကိုငိန်ခန့်နေမှာမဟုတ်လို့သူများရဲ့ညီနိုင်ရဲ့လက်နဲ့လည်းအတုံးချခံမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ပီလာနဲ့ပြေးတိုက်တော့ဟိုကရှောင်ပြီးတော့လဝါနဲ့ရိုက်ချလိုက်တာကြောင့်တွေးရန်လိုက်ရပါတယ်။နောက်ဆုံးလက်တီးနဲ့ထိုးချလိုက်တာကြောင့်အောက်ကိုပြုတ်ချသွားပြီလေ။ဟိုညီမနှစ်ယောက်ကလည်းသူတို့အဖိုးကိုထိတဲ့အတွက်မကြေမနက်ဖြစ်နေပါတယ်။ပြေးတိုက်ရအောင်ကလည်းအင်းအားမှမမျှပဲ။ဆိုင်ရင်တခင်ကတော့သူ့တပည့်တွေကိုမြ мян လှုပ်ကြဆန်းဆိုပြီးတော့အမိန်ပေးလိုက်ပါတယ်။ဘာလို့ခိုင်းတာလဲဆိုတော့ဟန်မျိုးနွယ်ကလူတွေကိုတရားခံအဖြစ်ဖမ်းဖို့ပါ။ ဒါမှလည်းရှောင်းရံကိုကြက်ကင်လို့ရမှာဆိုပြီးတော့လွယ်လွယ်လေးတွေးထားကြတာပါပြီးတာနဲ့ဖေးထန်းကမင်းတို့ဘာသာမင်းတို့လာမလားဒါမှမဟုတ်ငါလာရမလားဆိုပြီးတော့မေးလိုက်ပါတယ်ပထမဆုံးဓာတ်ကင်ပြီးတော့စတိုက်တာကတော့ဟန်ရွက်ပါဒါပေမဲ့ဖေးထန်းကတော့အตาလေးရှောင်းလိုက်ပြီးတော့ဓာတ်ကိုပြုတ်ကြအောင်လုပ်ပြီးတဲ့နောက်မှာတော့ဖေးထန်းရဲ့လက်ထဲမှာအဖမ်းခံလိုက်ရပါတယ်။ဟန်လီကတော့အဖမ်းမခံနိုင်တဲ့အတွက်ထွက်ပြေးပါတယ်။ဓာတ်ကိုကြည့်ရင်းနဲ့ဖေးထန်းကအိမ်မက်မက်မနေနဲ့လို့ပြောပြီးတော့ပြေးလိုက်ပြီလေ နောက်ဆုံးမှာတော့အဖမ်းခံလိုက်ရပါတယ်။လီလျက်စီးဆိုင်ရင်ထဲမှာလမ်းလျှောက်လာရင်းတဲ့ဆိုင်ရင်တခင်ကဟန်မျိုးနွယ်ကလူတွေကိုတေချာစောင့်ကြည့်ထားဆိုပြီးတော့သူ့တပည့်ကိုမှားလိုက်ပါတယ်။ကြဲကြွေဆိုင်ရင်ကအချိန်မရွေးပြဿနာလာရှာနိုင်တာကြောင့်မှာပြောနေတော့မှပဲ။သူတို့ရဲ့ဆိုင်ရင်ကိုစောင့်ကြက်နေတဲ့လူတယောက်မှမရှိတာကိုသတိထားလိုက်မိပြီးတော့လန်သွားကြပြီလေ။ပြီးတာနဲ့တပည့်တယောက်ကမှောက်ပြီးတော့လွင့်လာတာကြောင့်ဖမ်းလိုက်ပြီးတော့ဘသူလဲထွက်ခဲ့စမ်းဆိုပြီးတော့អော်ပြီးတော့မကြီးခွဲလိုက်ပါတယ်။ ပြီးတာနဲ့ရှောင်းရံတို့ထွက်လာပြီးတော့မင်းတို့စံရင်ကိုဖျက်ဆီးမဲ့အချိန်ကမမြန်လောက်ဘူးလို့မင်းထင်နေရလားလို့မေးပြီးတော့တပည့်တွေကိုဘဝပြောင်းပေးရင်းနဲ့စံရင်တခင်ကိုတော့စွမ်းအားနဲ့ဖိနှိပ်ချလိုက်ပါတယ်။ဒါကိုကြည့်ပြီးတော့တိုင်းသူတော်စင်လားတေဆန်းဆိုပြီးတော့နောင်တတွေရနေပြီလေ။ဟိုညီမနှစ်ယောက်ကတော့ရှောင်းရံကိုတွေ့သွားတဲ့အတွက်ဝမ်းသာသွားကြပါတယ်။လီလျက်စီးစံရင်တခင်ကတော့ရှောင်းရံကိုမင်းမစင်မချင်းမလုပ်လာနဲ့ဟန်မျိုးနွယ်ကသူ့လက်ထဲမှာဆိုပြီးတော့ချိန်ချောက်လိုက်ပြီလေ။သူတို့အသက်ကိုမစိုးရိမ်မှုလားဆိုပြီးတော့မေးရင်းနဲ့လျှက်စီးစွမ်းရင်ကိုမြှင့်လိုက်ပေမဲ့ရှောင်းရံကတော့မလုံမလျှက်ပဲနဲ့သူ့ကိုချင်းရောက်နေရလားဆိုပြီးမေးလိုက်ပါတယ် ပြီးတာနဲ့မေဟေမဟာမိတ်မှာထမ်းမင်ကိုင်းကခေါင်းဆောင်တာသူတို့လေလျက်စည်းဆိုင်ရင်ကဘာမှတော့ဝင်မပါလိုက်ရဘူးဆိုပြီးတော့ဘလောင်ပလဲတွေထပြောပါတယ်တကယ်လို့လှုပ်ပေးမယ်ဆိုရင်ကြဲကြဲဆိုင်ရင်လည်းလုံးဝကိုမပတ်သက်တော့ဘူးဆိုပြီးတော့တွေးယူသွေးတန်းတွေရှောက်ပြောနေတော့ထမ်းမင်ကိုင်းကိစ္စကမင်းစိတ်ပူစရာမလိုဘူးဆိုပြီးတော့ပေရန်နဲ့ချိန်လိုက်ရင်လည်းဒီနှစ်နှစ်အတွင်းမှာလေမိုးကျိုးဆိုင်ရင်ကသူများတွေကိုအင်အားသုံးပြီးတော့အနိုင်ကျင့်ခဲ့ပြီးတော့ကြဲကြဲဆိုင်ရင်ကိုလည်းအချိန်ချင်းနှောက်ရက်ခဲ့တဲ့အပြင်သူ့ကိုလည်းလျက်စည်းတုံးတောင်လှုပ်ချမှုကိုခိုးရဲဆိုပြီးတော့ဆွတ်ဆွဲခဲ့ပြီးသူ့လိုအငယ်လေးတယောက်ကိုဖြည့်ရှင်းဖို့ဂိုင်းကာဝယ်စီရင်ဖို့တောင်းထုတ်တုံးခဲ့တယ် ဒါတွေအထိရှောင်းရံကတီးခတ်နိုင်ခဲ့ပေမဲ့ကျဲကျွေဆိုင်ရင်ကသူ့အပေါင်းဖော်တွေကိုတတ်ပြီးတော့သူ့တငယ်ချင်းတွေကိုတစားကန်လှုပ်ချင်းချောက်တာကတော့လုံးဝတီးမခတ်နိုင်မှုဆိုပြီးတော့ပေရန်နဲ့ပြေးရိုက်ပါတော့တယ် ပြီးတာနဲ့ဖိတ်ထန်းကိုဇက်ချိုးပြီးတော့ကိစ္စတုံးပစ်လိုက်ပါတယ်အဖိုးကြီးကတော့မနိုင်တာတော့မလျှော့သေးပဲနဲ့လီလက်စည်းဆိုင်ရင်ကကောင်းကင်နတ်ဆိုးစာမဏီမျိုးနွယ်နဲ့မဟာမိတ်တွေတော့ဆိုပြီးတော့ချိန်ချောက်လိုက်ပါတယ်ရှောင်းရန်ကတော့ကောင်းကင်နတ်ဆိုးစာမဏီမျိုးနွယ်စုကရောတိတ်တော်နေလို့လားလို့မေးပြီးတော့တိုက်ဖို့ပြင်တော့အဖိုးကြီးက "तू ဟန်မီသားစုဝင်နေရဲ့ခန္ဓာကိုယ်ထဲမှာမိုးကြိုးတစ်စိတ်ခတ်ထားတဲ့အကြောင်းကိုထပ်ပြောလိုက်ပါတယ်ညှက်လိုက်တာနဲ့အကုံပေါက်ကွဲပြီးတေကုံမှာဆိုပြီးတော့လူကယ်တဲ့အချိန်ကမြန်မလား तू ညှက်တဲ့အချိန်ကပဲမြန်မလားဆိုပြီးတော့ပြောနေရင်မှပဲလက်နှစ်ဖက်ကမရှိတော့ပါဘူးပြီးတာနဲ့အမုံဘွားကိုပြောင်းသွားပြီလေ" လေသာကြီးပါတယ်အုံနောက်ကတော့ပါမလာပါဘူးပြီးတာနဲ့ညီမနှစ်ယောက်ကိုသူ့ကြောင့်ဖြစ်တာမို့လို့တောင်းပန်တဲ့ကြောင်ပြောပြမိဟန်ရွဲကတော့ကိုကိုကိုပြစ်မတင်မှုပြောလိုက်ပါတယ်ပြီးတာနဲ့ဟန်ရွဲတို့အဖိုးကိုစေးကူးဖို့စေးပလင်းတလုံးပေးလိုက်ပါတယ်အခုဆိုရင်လေလျက်စည်းဆိုင်ဆိုတာမြောက်ပိုင်းဒေသမှာမရှိတော့တာကြောင့်ဟန်မီသားစုကိုအဲ့နေရာကိုအရာယူဖို့ကြေကြေဆိုင်ရင်ကထောက်ပံ့ပေးပါမယ်ဆိုပြီးတော့ရှောင်းရံကပြောလိုက်ပါတယ်နောက်တစ်ပိုင်းမှာဖျက်ဆီးခံရဖို့လှည့်ကြတဲ့ခိုင်းတွေကတော့ထမ်းမင်ခိုင်းနဲ့ရေခဲမြစ်တောင်ကြပါပဲ။ရှောင်းရံတရားဘလို့တွေတောင်းချမ်းမလဲဆိုတော့နောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။